င်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဇွဲသစ်ပါ DVB ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်စစ်ကောင်စီအနေနဲ့ဆက်တုံးစီဖြန့်ဖြူးရလွယ်ကူစေဖို့နဲ့ဈေးနှုန်းတည်ငြိမ်အောင်မလုပ်ဆောင်နိုင်တဲ့အတွက်အော်တိုဘာလ31ရက်နေ့ကစပြီးမွန်ပြည်နယ်အတွင်းဆက်တုံးစီပြက်လက်မှုနဲ့ကြုံတွေ့နေရတယ်လို့ဆက်တုံးစီရောင်းချနေသူတွေစီကနေသိရပါဗျမွန်ပြည်နယ်အတွင်းဆက်သုံးစီဖြန့်ဖြူးရောင်းချခွင့်ရထားသူတွေအနေနဲ့မုတော်မြို့နယ်ကဒုံပေါ်ကျွရကဆက်သုံးစီတိုလောင်ကန်ငါတဆင့်ဆက်သုံးစီဖြန့်ဖြူးရမှာ စနစ်တကျမရှိတဲ့အတွက်အခုလိုစီပြက်လိုက်ရတာလို့ဆိုပါတယ်။တပြည်နယ်လုံးကိုဖြန့်နေတဲ့ယာစာမင်း73စီကံမှာစီပါစာကားတစ်စီးကိုစီဖြစ်ရင်နေတဝက်လောက်ကြာနေပြီးစီကားတွေတန်းစီစောင့်နေရတဲ့အတွက်လိုတလဝယ်ယူလို့မရပဲ73စီပြက်လက်ကုန်တာလို့73စီအယောင်းဆိုင်တာဝန်ခံတယောက်ကပြောပါတယ်။မွန်ပြည်နယ်အတွင်းဖြန့်ပြူအောင်ချနေတဲ့73စီကိုအရင်ကရန်ကုန်တိလဝါစစ်ကမ်းမှာရှိတဲ့73စီကံကားတဆင်လာရောက်ဖြန့်ပြူပေးခဲ့ပေမဲ့လက်ရှိမှာတော့မူတော်မြို့နယ်ဂရုံးပေါ်ကျွရကနေ ရာစာမင်း73စီဖြန့်ဖြူးရေးစီကံကနေထောက်ယူဖြန့်ဖြူးနေတာလို့မော်လမြိုင်မြို့73စီအယောင်ဆိုင်တွေစီကနေသိရပါပါတယ်ခင်ဗျာဒီမော်စုံမြို့နယ်မှာရှိတဲ့စပေးရှောင်းလူငယ်အများစုဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြီးရရအလို့ရှာလုကြသူတွေဒီလာပိုင်းအတွင်းပုံများလာတယ်လို့ဒေသခံတွေကပြောပါတယ်ခွန်စောပေးပို့ထားပါတယ်ခင်ဗျာကြာခရီးပြီးဒီမော်စုံမြို့နယ်ကစပေးရှောင်းစခန်းတွေဟာ နှစ်ကြာလာတာနဲ့အမျှထောက်ပံ့ကူညီပေးမဲ့သူတွေနေပါလာနေပါတယ်။ဒါကြောင့်အရွယ်ရှိတဲ့လူငယ်တွေဟာနေဆက်ရနေဆက်မျိုးတွေနဲ့ထိုင်းနိုင်ငံဘက်ကိုထွက်ပြီးရရလှုပ်ရှားလို့ကစစ်ပေးရှောင်မိသားစုတွေကိုပြန်လဲထောက်ပံ့နေရတာပါ။ရှင်ရှောင်းစကားမှာပဲဆရာကိုဒီမလုံးလုံးရမမသိတိုင်းပဲဟုတ်တယ်နိစာအများကြီးတွားကြတယ်ဆရာဖေဖေကူကြတော့လေ ဒီမော့စုမျိုးကနေထိုင်းမြန်မာနယ်စပ်ဘက်ကိုရောက်ဖို့လူတယောက်ရဲ့ကားကဟာ6သိန်းထိပေါက်ဈေးရှိနေပြီးထိုင်းနိုင်ငံချင်းမိုက်မြို့အရောက်ဆိုရင်တော့သိန်း30ကျော်ပေးရပါတယ်။ကားလေးတစ်စီးကိုစင်းလုံးငားမယ်ဆိုရင်သိန်း60ကနေ80ထိပေါက်ဈေးရှိနေပါတယ်။ကားစီးတွေမြင့်နေပြီမဲ့နေ့စဉ်ကား100စင်းကျော်လောက်ဒီမော့စုကနေနယ်စပ်မြို့မယ်စပ်ဘက်ကိုထွက်နေရတယ်လို့ဒေသခံတွေကဆိုပါတယ်။ ဒီကိုတစည်းဆိုရင်နေဆက်မဲဆက်ပေါ့နေဆက်မဲဆက်ဟိုဆက်အထိကိုလွန်ခဲ့တဲ့တစ်ပတ်ကဆိုရင်360ပေါက်တယ်အခုဆိုရင်380တိပေါက်တယ်ကားတစ်စီးကိုဗီကိုနဲ့10စီး15စီးလောက်ရှိရဲဒီကိုလနီကလူငယ်တွေလူကြီးတွေအကုန်ထွက်တာကွနီပြည်နယ်အတွင်းမှာစည်ရေးပဋိကတွေဖြစ်ပွားနေတာ9နှစ်နီးပါးရှိပြီဖြစ်ပါတယ်လက်ရှိစစ်ပေးရှောင်ဦးရ3သိန်းဝန်းကျင်ထိရှိလာနေပြီးအလောက်ကန်ခွင့်လန်းရှာပမှု ကုံစင်းနှုံးကြီးမြင့်မှုနဲ့နေမီမလုံးကြုံမှုတွေကြောင့်တချို့စစ်ပေးရှောင်တွေမှာဆိုရင်ဆန်ရိတ်ခါပြက်လက်လာတဲ့အထိခက်ခဲနေတယ်လို့ဒေသခံတွေကပြောပါတယ်ကျွန်တော်ခွန်စော်ဦးပါ မကွေးတိုင်းပေါင်းမြုံနယ်အရှိမြောက်ချမ်းမှာရှိတဲ့လေဘဲကျွေရအနီးကစစ်ဆောင်တဲကိုနွင်ဘာလ2ရက်မနက်၈နာရီကျော်အချိန်မှာလေရင်နဲ့ပုံကျဲချခဲ့တဲ့အတွက်ကလင်းငယ်နေရအပါဝင်စစ်ဆောင်9ရောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗယ်မိတီလာမျိုးရှမ်းတဲလေတက်ကနေတက်လာတဲ့ဂျက်ဖိုက်တာအမျိုးအစားလေရင်နဲ့တိုက်ပွဲဖြစ်ပွားတာမရှိဘဲလေဘဲရွာအနီးကစစ်ဆောင်နေတဲ့တဲကိုပုံကျဲခဲ့တာဖြစ်ပါတယ်ပုံကျဲမှုကြောင့်အသက်၃နှစ်နဲ့၁၂နှစ်အရွယ်ကလင်းငယ်နေရအပါဝင်စစ်ဆောင်၅ရောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ဆိုပါတယ်တိုက်ပွဲဖြစ်ပွားတာမရှိဘဲစစ်ကောင်စီတပ်ကလေဘဲရွာနီကစစ်ပေးရှောင်နေနေထိုင်တဲ့တဲကိုဘုံကျဲချခဲ့တဲ့အတွက်ထိခိုက်ဒဏ်ရာတွေရရှိခဲ့ပြီးစေကူတမှုခံယူနေရတယ်လို့ဒေသခံတယောက်ကပြောပါတယ်စစ်ကောင်စီတပ်ကပေါင်းမြုံနယ်အတွင်းမှာလေရင်နဲ့ဘုံကျဲတိုက်ခိုက်တာအပြင်စိတ်ဖြူမြို့နယ်ကပါစာ22ကနေလာတဲ့အင်အား600ကျော်ပါစစ်ကြောင်းကလည်းဝင်ရောက်စစ်ကြောင်းထုတ်နေတယ်လို့သိရပါတယ် ပမ်းမြုံနယ်အတွင်းမှာစစ်ကောင်စီတပ်ရဲ့လေရင်နဲ့ဘုံကျဲချခဲ့တဲ့အတွက်ဒေသခံတွေဘေးလွတ်ရာကိုနေရာစွန့်ခွာထွက်ပြေးနေကြရတယ်လို့သိရပါပါတယ်ခင်ဗျာ TVB ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါကျွန်တော်ကတော့ဇွဲသစ်ပါကျေးဇူးတင်ပါတယ်ခင်ဗျာ